ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံွေဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ မတီလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့နှဝင်ပါလား9ရက်နေ့မှာကြက်ရောက်တဲ့မွနရှင်များကတော့ပြည်မနာမျိုးမှ မိုင်မမိုကြီးမြင်းညာမျိုးမှမိငယ်ခေါ်တီတာမမိုလွင်ဝါစီမျိုးမှမိတန်လွင်ကျော်ဝါစီမျိုးမှပဲမာယာဒေဝီဝါစီမျိုးမှပဲစရနာရှင်ဆောင် ဝါစီမြို့မှာပဲပန်စုပြေကျော်6မြို့မှာရွှေစင်ထွန်ဝင်းရန်ကုန်မြို့မှာမန်းတော်တီရင်းနှောင်းမြို့မှာစန်ဒီဆိုတဲ့နှထိုးကြီးမြို့မှာမောင်တောင်ထေကုမဲမြို့မှာတော်မေရီဂရေစီမန္တလေးမှာဥဖိုးရှုခေါ်ဦးတက်မွန်မြင်ရွှေရှားတော်ရွာမှာလင်းလုံးအန်စကိုင်းမှာ ကိုဖော့စကာတို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ ကိုရင်နေမှာကြောက်ရောက်တဲ့မွန်နေရှင်များနားဆင်အပေးနေသူများအလုံးပေါ်ဖះရှင်ရဲ့ကောင်းကြီးများစရတဲ့ဘူးတူ၍ခံစားရပါစေကြောင်းအဆက်တမတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်တည်တန်ရှင်ဇန်နူးတီဆိုထားတဲ့ဝိညာဉ်တော်ဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် နိုဝင်ဘာလ9ရက်ရှင်ယောဟန်အခန်းကြီး1အခန်းငယ်73မှ22တိုင်းဂျူးလူမျိုးတို့၏ပါစကားပွဲနီးကပ်လာပြီဖြစ်သောကြောင့်ယေရှုသည်ဂျေရုဆလင်မြို့သို့ကြွားတော်မူ၏ကိုရိုဒီဗိမ္မာန်တော်အတွင်၌နွားတို့နှင့်ခိုးများအားရောင်းနေကြသောသူတို့နှင့်ငွေကြီးလဲလဲသူများကိုတွေ့တော်မူလျင်ကြိုးများကိုစီး၍ဂျပုတ်ပြုတ်လုပြီးထိုသူအားလုံးတို့ကိုတုံးများနွားများနှင့်အတူဗိမ္မာန်တော်အပြင်သို့မောက်ထုတ်တော်မူ၏ ကိုရိုဒီငွေလဲလဲသူတို့ဤငွေများကိုလည်းတွန်ချ၍သူတို့ဤစပွဲများကိုမောက်ပြတော်မူ၏ကိုရိုကခိုးရောင်းသောသူတို့အားဤအရာများကိုယူသွားကြလောငါခမီးတော်ဤအိမ်တော်ကိုစေတမ်းမဖြစ်စေချနိုင်ဟုမိန်တော်မူ၏ကိုရိုဤတပည့်တော်တို့သည်လည်းအရှင်ဤအိမ်တော်အတွက်စိတ်အားထက်တန်ခြင်းသည် အကျွန်ုပ်ကိုလောင်ကျွမ်းလျက်ရှိပါ၏ဟုရေးသားတော်ကြမ်းချက်ကိုတတိယကြား၏ ထိုအခါဂျူးလူမျိုးတို့ကတင်တီဤတို့ပြုလို့ပိုင်ခွင့်ရှိကြောင်းကိုငါတို့အာမိတိအမတ်လက္ခဏာဖြင့်ပြမည်နည်းဟုကိုရောမေးကြ၏ယေရှုကလည်းဤပိမှန်တော်ကိုဖြောပြချတော့၎င်းကိုသုံးရအတင်ကပြန်လဲတိဆောက်မည်ဟုသူတို့အားဖြေကြားတော်မူ၏ထိုအခါဂျူးလူမျိုးတို့ကဤပိမှန်တော်ကိုနှစ်ပေါင်း46နှစ်တိုင်တိုင်တိဆောက်ခဲ့ကြရ၏တင်တီက၎င်းကိုသုံးရအတွင်တိဆောက်နိုင်ပါမည်လို့ဟုဆိုကြ၏ သို့သောကိုရောဒီမိမိခန္ဓာကိုဒီဟုသောဗိမ္မာန်တော်ကိုယဉ်ညွန်းပြောဆိုခြင်းဖြစ်၏ထို့ကြောင့်ကိုရောဤကဲ့သို့မိတ်တော်မူခဲ့ကြောင်းကိုတေခြင်းမှာကိုရောရှင်ပြန်ထားမြောက်ပြီးသောအခါတပည့်တော်တို့တတိယကြသဖြင့်စံစာတော်မြတ်ကို၎င်းယေရှုမိတ်ဆိုတော်မူခဲ့သောနှုတ်တော်ထွက်စကားကို၎င်းယုံကြည်ကြ၏ဤဒီကယေရှုခရစ်တုသခင်၏မြတ်သောဧဝံဂေလိတရားတော်ဖြစ်သည် စွာသောညီကိုမောင်နှမအပေါင်းတို့ဒီနေ့နိုဝင်ဘာလ9ရက်နေ့လက်တရင်ကျောင်းဗိမာန်တော်ဗိသိက်ခံတဲ့ပွဲနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး2အခန်းငယ်73မှ22အထိဖြစ်ပါတယ်။ဒီနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ်းစာမှာယေရှုဖះရှင်ကဗိမာန်တော်ကိုဖြူဖျက်ကြလော၎င်းကို3ရက်တွင်ငါပြန်လည်တည်ဆောက်မည်ဟုသူတို့အားပြန်လည်ဖြေကြားတော်မူ၏။ကိုခါဂျူးလူမျိုးတို့က ဤဗိမာန်တော်ကိုနှစ်ပေါင်း46နှစ်တည်ဆောက်ခဲ့ရ၏သင်သည်က၎င်းကို၃ရက်တွင်တည်ဆောက်နိုင်မည်လို့ဟုဆိုကြ၏သို့တော်ကိုယ်တော်ကမိမိကိုယ်ခန္ဓာဒီဟုသောဗိမာန်တော်ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်သည်ထို့ကြောင့်ကိုတော်ဤသို့မိန်တော်မူခဲ့ကြောင်းကိုသိခြင်းမှ ရှင်းများထမြောက်တော်မူပြီးသောအခါတပည့်တော်တို့တတိယကြသဖြင့်ကျမ်းစာတော်မြတ်ကို၎င်း ယေရှုမိန့်တော်မူသောနှုတ်တော်ထွက်စကားကို၎င်းယုံကြည်ကြ၏တဲ့ယေရှုဖျားရှင်ဆိုလိုခြင်းတာကတော့ရှီးတုံးကလိုအုတ်နဲ့တိဆောက်ထားတဲ့ဗိမာန်တော်ဖျားเจ้าတို့မဟုတ်တော့ပဲယေရှုဖျားရှင်ကိုတော်တိုင်ကဗိမာန်တော်ဖြစ်တယ်ဗိမာန်တော်ဖျားเจ้าဆိုတဲ့နေရာကဖျားနဲ့လူစုံတွေ့ရာ အထူးတည်သက်နေရာဖြစ်တယ်လို့ယေရှုဖျားရှင်ဟာလည်း ဖះနဲ့လူစုံတွေ့ရာဖြစ်တော်မူပါれဖះเจ้าနေရာကလူတွေကိုကျေးဇူးတော်ပေးတဲ့နေရာဖြစ်တယ်လို့ယေရှုဖះရှင်ကလည်းလူတွေကိုကျေးဇူးတော်ပေးတဲ့ပုဂ္ဂိုလ်တော်များဖြစ်တော်မူပါれကျေးဇူးတော်ပေးတဲ့နေရာဖြစ်လို့ဟေဘရဲဥဩဝါဒစာအခန်းကြီး၄အခန်းငယ်16မှာအခုလိုရေးထားပါれထို့ကြောင့်ငါတို့သည်အကူအညီလိုအပ်ချိန်၌ ဂယုနာတော်နှင့်ကျေးဇူးတော်ကို ခံစားရမည်အကြောင်းကျေးဇူးတော်ပလင်တို့ယုံကြည်အားကိုစိတ်နှင့်ချင်ကပ်ကြပါစု။ဟိုးရှိအရင်တခေစုခေတုံကဂျူးလူမျိုးတွေကယေရှုသခင်မျိုးကဗိမာန်တော်မှဗိမာန်တော်ပဲတခြားနေရာမှာဖျားမရှိတော့တဲ့အတိုင်းပဲအဲ့ဒီဗိမာန်တော်စီကိုပဲမဖြစ်ဖြစ်အောင်အရောက်သွားကြပြီးဖျားကိုကိုးကွယ်ကြတယ်စုတောင်းကြတယ် ဒါပေမဲ့အဲ့လိုတယူတန်စိတ်နဲ့ဗိမာန်တော်စီကို လာလာနေကြပြီမဲ့ AD 90မှာတော့ရောမလူမျိုးတွေကဗိမာန်တော်ကြီးကို အပြီးပိုင်ဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းဂျူးလူမျိုးတွေဗိမာန်တော်ဟာမရှိတော့ပါဘူး။ဒါပေမဲ့ယေရှုဖျားရှင်ကစာမိုက်တန်အမျိုးသမီးကို မိန်တော်မူသလိုဖျားသခင်ကိုကိုးကွယ်ရမှာဗိမာန်တော်ဆိုတဲ့နေရာထိုင်ခြင်းထက် ကိုယ်စိတ်ဝိညာဉ်အားဖြင့်ဖျားကိုကိုးကွယ်ရမယ်တဲ့ယေရှုကအချင်းမျိုးသမီးငါကိုယုံကြည်တော်ခမည်းတော်ကိုဤတောင်ပေါ်၌လည်းမဟုတ်ယေရှုစင်းလင်းမြို့၌လည်းမဟုတ်ဖဲတင်တို့ကိုးကွယ်ဝတ်ပြုရမည်အချိန်ကာလရောက်လာလိမ့်မည်ဟုတ်မှန်စွာကိုးကွယ်သောသူတို့သည် ခမည်းတော်ကိုဝိညာဉ်အားဖြင့်၎င်းတမန်တော်အားဖြင့်၎င်းကိုးကွယ်ဝတ်ပြုရမည်အချိန်ကာလ ယခုပင်ရောက်လာလိမ့်ပြီယောဟန်အခန်းကြီး၄အခန်းငယ်27အခုလိုအမြင်နှမျိုးဖတ်ရပါတယ်ပထမအမြင်ကဗိမာန်တော်ကလိုအပ်တယ်ဖျားနဲ့လူဆုံတွေ့တဲ့နေရာဖြစ်လို့တဲ့ဒုတိယအမြင်ကဗိမာန်တော်ဆိုတဲ့နေရာထိုင်ခဲ့မလိုအပ်ပါဘူးဖျားကဝိညာဉ်တော်ဖြစ်လို့နေရာတိုင်းမှာကိုယ်ဝယ်လို့ရနေတာပဲတဲ့ဒါကြောင့်အခုဗိမာန်တော်ဆိုတဲ့ဖျားကြောင့်လိုအပ်သလား မလိုအပ်တော့ဘူးလားဖះเจ้าပြက်เสียလိုသေးသလားဖះကနေရာတကာရှိတယ်ဆိုတော့လေကိုဗစ်ကာလတုန်းကလူတွေတယောက်နဲ့တယောက်အနည်းဆုံး6ပေအကွာ social distance နေရပါတယ်အဲ့ဒီအခါဖះเจ้าမှာစုယုံဝစ်ပြူဖို့ဆိုတာမလွယ်ကူပါဘူးအဲ့ဒီအခါမိသားစုနဲ့ပဲကိုးကွယ်ကြတယ်တယောက်တည်းကိုးကွယ်ကြတယ်အွန်လိုင်းမြစ်စာတရားတွေနဲ့ပဲပါဝင်ကြတယ် တချို့ကလည်းအဲ့ဒီနီးနဲ့ဝိပုကိုးကွယ်ခြင်းမှာ ပါဝင်ရတာကိုပူကြိုက်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဖះเจ้าအထီလာစရာမလိုတော့ပဲအိမ်မှာစိန်ကြကြဝိပုကိုးကွယ်နိုင်လို့တယ်လေ။ဝိပုကိုးကွယ်ခြင်းကိုအဲ့ဒီလိုပဲမြင်နေရင်တော့ကိုမင်းကိုချင်းပဲကိုဖာသာကို ကိုးကွယ်နေတော့မယ်။သူတစ်ပါးနဲ့ပတ်သက်စရာမရှိတော့ဘူးဆိုတဲ့အတွေးခေါ်ကမှားပါတယ်။ ခရိယန်ဘာသာရေးနဲ့စန့်ကျင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရိယန်ဘာသာကသူတပားနဲ့မပတ်သက်လို့ကို မရပါဘူး။ရှားနာနေတဲ့သူကို ကြည့်ရှုရမယ်။ဆင်းရဲတဲ့လူကိုထောက်ပံ့ကူညီရမယ်။လမ်းမားနေတဲ့သူကို ပြုပြင်ပေးရမယ်။လမ်းညွန်ပေးရမယ်။အခုခေတ်ကကိုမင်းကိုချင်းကိုတကိုကြီးတကာရပဲကိုးွယ်ချင်းကြတယ်။ဘေးပါဝင်ချင်းမှရှိတဲ့လူတွေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုဒုက္ခရောက်ရောက် ိုကသူတို့နဲ့မပတ်သက်ခြင်းဘူးဘယ်သူပျက်စီးပျက်စီးဘယ်သူငရဲရောက်ရောက်နေပလေးစီဆိုတဲ့တကူကောင်းစိတ်ရှိကြတယ်မလွဲမရှောင်သာဖះเจ้าတဲမှာ လာရင်တောင်မှ သူတစ်ပါးနဲ့ခုံနန်းလျာတခုတဲမှာအတူတူမထိုင်ကျင်ကြဘူးကိုမိသားစုနဲ့ပဲကိုထိုင်ကျင်နေကြတယ်အဲ့ဒီလိုနီးအဖြင့်ကိုကိုးွယ်နေတဲ့ဖះကိုကို့လိုရာဇွဲပြီးတော့ ဖះကိုကို့ပုံစံတွင်းနေကြတယ်။ပူကဖះသခင် ပုံစံအတိုင်းလိုက်ရမယ်အစားဖះကိုကို့ပုံစံဖြစ်အောင်ကို့အကြိုက်ဖြစ်အောင်ပုံတွင်းနေကြတယ်။ကိုယ်ပိုင်ဖះလှုပ်ချင်းနေကြတယ်။မိသားစုပိုင်ဖះလှုပ်ချင်းနေကြတယ်။ဆိုလိုတာကဖះသခင်မိန်တော်မူတာကိုငါကလိုက်စရာမလိုဘူး။ငါပြောတာကိုသာဖះကလိုက်ရမှာဆိုတဲ့အတွေးခေါ်ဝင်နေကြတယ်။ ငါတို့အရေးကြုံရင်ဒီဖျားထာမှာခိုလုံလို့ရအောင်အခုကလေးကဖျားကိုကတ်ထားရမယ်ဖျားကိုလိုရင်အတုံးကြအောင်ကိုးွယ်ထားရမယ်ဆိုတဲ့သဘောပါအတူချုပ်ပြောရရင်ဒါဖျားကိုကိုးွယ်နေတာမဟုတ်တော့ဘူးသူတို့ကိုသူတို့ကိုးွယ်နေကြတာပါပဲဒါကြောင့်ယေရှုဖျားရှင်က စိတ်နှလုံးသားပါပါကိုးွယ်ရမယ်ကိုယ်ဝိညာဉ်နဲ့ကိုးွယ်ရမယ်လို့မိန့်ကြားတာပေါ့ စိတ်နှလုံးသားပါပါဆိုတာကချစ်တဲ့စိတ်နှလုံးသားကို ပြောတာပါလူဟာတူးတယောက်တည်းတကူရေတကာရနေလို့မဖြစ်တဲ့တရားပါပဲအပေါင်းနဲ့အသင်းနဲ့နေရတာပါအဲ့လိုအပေါင်းအသင်းနဲ့နေမှကိုယ့်ကိုခွန်အားပေးမဲ့လူတွေရှိမယ်အကြံဉာဏ်ကောင်းပေးမဲ့လူတွေရှိနိုင်မှာပါဒါကြောင့်အသင်းတော်ဆိုတာချစ်ချင်းမေတ္တာနဲ့ဖွဲ့စည်းထားတဲ့လူအဖွဲ့အစည်းတစ်ရပ်ပါပဲ စီလုံးရင်ညွတ်တဲ့လက္ခဏာပါပဲခရိယန်တွေအတူတကွစုယုံကြမှသာအသိတော်ဆိုတာမြင်သာလာပါတယ်ဒါကြောင့်ယေရှုဖျားရှင်ကအကြောင်းမူကားလူနှစ်ဦးသို့မဟုတ်သုံးဦးတို့သည်ငါဤနာမ၌စုဝေးကြခြင်းထိုအရ၌သူတို့အလဲတွင်ငါရှိသည်ဟုမိန့်တော်မူ၏ရှင်မာတေဥအခန်းကြီး၁၈အခန်းငယ်၂၀ဒါကြောင့်ယေရှုဖျားရှင်ကနေရာတကာတည်ရှိနေပေမဲ့ လူတွေဖျားဝပြုဖို့တီးသန့်စုဝေးကြတဲ့ဖျားเจ้าမှာ အထူးတလဲတည်ရှိတော်မူပါတယ်။ဒီနေ့ဖျားရတဲ့ဒုတိယကျမ်းစာမှာရှင်ဘောလူကသင်တို့ရဲ့ကိုခန္ဓာကဖျားသခင်ကျင်းဝတ်တဲ့ဗိမာန်တော်တွေဖြစ်တယ်ဆိုတာသတိမပြုမိဘူးလားတဲ့။သင်ရဲ့ကိုခန္ဓာက သင်ဟာမဟုတ်ဘူး။သင်အတွေ့ယေရှုဖျားရှင်ကအသွေးတော်သွန်လောင်းပြီးဝယ်ပြီးထားတာတဲ့။ဒါကြောင့်တန်ဖိုးရှိရှိအသုံးချရမယ်။ ုံသိခါရှိရှိ လူပီသားစွာနေရမယ်တဲ့။တဦးတယောက်တည်းကိုးွယ်ဝုပြုနိုင်တယ်လို့အဖွဲစည်းနဲ့လည်းကိုးွယ်ဝုပြုတာကိုဖျားသခင်က ပို့ပြီးအလိုတော်ရှိပါတယ်။ဒီလိုအတိုင်းဝိုင်းလူအဖွဲစည်းအသိန်းတော်နဲ့နေဖို့ကခရိယန်တွေရဲ့တာဝန်ပါပဲ။လူအများနဲ့ပေါင်းစည်းနေထိုင်မှတဦးကိုတဦးချစ်နိုင်မယ်၊ပူညီနိုင်မယ်၊ခွန်အားပေးနိုင်မယ်။ အဲ့လိုချစ်ချင်းမေတ္တာနဲ့နေထိုင်ဖို့ကလူအဖွဲ့စည်းမှာဂျေဇုဖျားရှင်က ကောင်းကျုပ်ကြောက်ဖြစ်မှရမှာပါ လူစုလူဝေဖြစ်တဲ့အသင်းတော်ကြီးခိုင်မြဲဖို့ရပ်တည်နိုင်ဖို့ချစ်ချင်းမေတ္တာထားနိုင်ဖို့ကဂျေဇုဖျားရှင်ဆိုတဲ့ကောင်းကျုပ်ကြောက်အပေါ်မှာမိမိတို့ရဲ့ဘဝအသက်တာကိုဤဆောက်ကြပါစို့နာစင်သူအားလုံးပေါ်ဖျားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ ဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကယုဏရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကိုအမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မိတိအရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကိုအမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန်ဒီရခသိန်းဘီယံခသိန်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။